နာပိုလီသင်းကကွင်းလယ်လူဒီဘရိုင်းဟာပေါင်ကျွက်သားတန်ရာရရှိခဲ့တယ်လို့အတည်ပြုခဲ့ပြီးတရင်းနေမှာသူဟာလာပေါင်းများစွာကြာအနားယူရဖို့ရှိတယ်လို့ဖော်ပြထားပါတယ်။ နာပိုလီအသင်းကအင်တာမီလန်အသင်းကို3ဂိုး2ဂိုးနဲ့အနိုင်ရခဲ့တဲ့စီးရီးပွဲစဉ်မှာဒီဘရိုင်းဟာအသင်းအတွက်ပန်နယ်တီကနေဂိုးသွင်းယူပြီးနောက်ချက်ချင်းဆိုလိုသူ့ရဲ့ညာဘက်ပေါင်းအနောက်ဘက်ကိုစုပ်ကိုင်ခဲ့တာပါဒီဘရိုင်းဟာတရားကြောက်ဝမ်းနေနေပြီးစေးဖွဲ့ဝင်နှုတ်ရဲ့အကူအညီနဲ့ကွင်းပြင်ကိုထွက်ခွာခဲ့ရတာဖြစ်ပါတယ်ဒီဘရိုင်းဟာကွင်းထဲကနေထွက်ခွာခြင်းမှာဂျိုင်းတောင်းနဲ့ထွက်ခွာခဲ့ရပြီးသူ့ရဲ့တရားအခြေအနေကိုစစ်ဆေးမှုတွေပြုလုပ်ခဲ့တာမှာပေါင်ကြွက်သားတရားရခဲ့တယ်လို့နာပိုလီအသင်းကထုတ်ပြန်ခဲ့ပါတယ်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ကိုစတင်နေတဲ့ဒီဘရိုင်းအသင်းအတွက်ဘယ်ချိန်ပြန်ကစားနိုင်မလဲဆိုတာကိုတော့ ာပိုလီအသင်းရဲ့ထုတ်ပြန်ချက်တဲမှာဖော်ပြထားခြင်းမရှိပါဘူး။မန်စီးရီအသင်းနဲ့စာချုပ်ကုံဆုံးပြီးနောက်နွေရာသီမှာနာပိုလီအသင်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ဒီဘရိုင်းဟာအသင်းအတွက်ပြိုင်ပွဲသုံးဆက်တစ်ပွဲပါဝင်ကစားထားပြီးလေးဂိုးသွင်းယူကဘိုးဗန်ဒီမွန်နှစ်ချိန်ပြုလုပ်ထားပါရယ်။စီးရီးရဲ့မဘေးစရာထိတ်ဆုံးနေရာမှာရက်တည်နေတဲ့နာပိုလီအသင်းဟာဒီဘရိုင်းကိုလာပေါင်းများစွာကြာအနားပေးရမှာကကြီးမားတဲ့ဆုံးရှုံးမှုဖြစ်လာနိုင်တာပါ။ဒီဘရိုင်းရဲ့တန်ရာသတင်းဟာနိုဝင်ဘာထဲမှာအရေးကြီးတဲ့ကမ္ဘာ့ဗလားခြေစစ်ပွဲကစားဖို့ရှိနေတယ်။ဘယ်ဂျီယံအသင်းအတွက်လည်းထိုးနှက်ချက်ဖြစ်ခဲ့ပါရယ်။ဒီဘရိုင်းဟာဘယ်ဂျီယံအသင်းအတွက်နောက်ဆုံးကစား ားခဲ့တဲ့၅ပွဲမှာ6ဂိုးသွင်းယူပြီးခြေစွမ်းပြသထားတာပါ။ဒါပိုလီသင်းဟာလာမယ့်စီးရီးပွဲစဉ်တွေအဖြစ်လက်ချီကိုမိုသင်းတို့နဲ့ရှင်ပြိုင်ရမှာဖြစ်ပါတယ်။